မွန်ပြည်နယ်ကြိုင်းထုံမြို့နယ်နဲ့ဘီးလင်းမြို့နယ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်းနှစ်ဖက်ထိခိုက်ဒေဆုံးမှုရှိခဲ့တယ်လို့ဒေသအခြေစိုက်တော်လန်ရေးတပ်ဖွဲ့တွေကတလွင်ထမ်းမှုပြောပါရယ်။ဧပြီလ20ရက်နေ့မနက်7:00နာရီအချိန်ခန့်မှာကြိုက်ထုံမြို့နယ်အင်္ဂဘိုကျေးရွာရန်ကုန်မော်လမြိုင်ကားလန်အနီးစစ်ကောင်စီတပ်နဲ့တော်လန်ရေးအင်အားစုပူးပေါင်းတပ်တို့ကြောင့်နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အဲ့ဒီတိုက်ပွဲတွင်တော်လန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့ဘက်ကရဲဘော်တအူးကြဆုံးပြီးတအူးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့စစ်ကောင်စီဘက်ကလည်း၃ဦးထပ်မင်းထိခိုက်တည်ဆုံးခဲ့ပါတယ်။ဒါ့အပြင်ဧပြီလ22ရက်နေ့မနက်ပိုင်းကလည်းဘီလင်းမြို့နယ်အလူးလေးကျေးရွာနဲ့တပြေးနီကျေးရွာကြားမှာကင်းမုံလောက်ဝတ်တဲ့စစ်ကောင်စီတပ်နဲ့တော်လန်ရေးအင်အားစုပူးပေါင်းဖွဲ့တွေကြားနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တာပါ။ အချိန်တိုင်းဝက်နှီးပါကြဖြစ်ပွားခဲ့တဲ့နှစ်ဖက်တိုက်ပွဲတွင်စစ်ကောင်စီတပ်ဘက်က6ဦးသေဆုံးပြီးဒဏ်ရာရရှိသူတွေလည်းရှိတယ်လို့မြေပြင်တိုက်ပွဲမှာပါဝင်တဲ့ရဲဘော်တွေကပြောပါတယ်။ဘီလင်းတိုက်ပွဲကြောင့်ရန်ကုန်မော်လမြိုင်ကာလန်အချိန်တိုင်းကြောကြာပိတ်ဆို့မှုဖြစ်ပေါ်ခဲ့ပြီးနေ့လယ်ပိုင်းမှာပုံမှန်တိုင်းပြန်လည်သွာလာနေကြပြီလို့ဒေသခံတွေထံကနေသိရပါတယ်။ နှစ်ဘက်စီရေပြန်လည်တဲမာနေတဲ့ကြိုက်ထုံမြို့နယ်နဲ့ဘီလင်းမြို့နယ်မှာစစ်ကောင်စီတပ်ကနေ့စဉ်နဲ့အမျှလေကြောင်းခင်းထောက်မှုတွေရှိနေသလိုလက်လက်ကြီးပြက်ခတ်မှုတွေကိုလည်းဆက်လက်လှုပ်ဆောင်နေတာဖြစ်ပါတယ်။